မွန်ပြည်သက်ပါတီကအချိုးကျကိုစားပြုရွေးကောက်ပွဲစနစ်ဖြစ်တဲ့ပြည်ရကိုလုံးဝလက်မခံဘူးလို့ရန်ကုန်မြို့တော်ဝင်နှင်းစီမှာဂျွန်လ15ရက်နေ့ကကျင်းပတဲ့ Federal Munich တိုင်းသားတို့အမြင်ဆွေးနွေးပွဲမှာပြောဆိုလိုက်ပါတယ်။ပြည်ရလို့ခေါ်တဲ့အချိုးကျကိုစားပြုရွေးကောက်ပွဲစနစ်ဟာတိုင်းသားလူနည်းစုတွေအတွက်ပုံမှန်နှစ်နာစီပြီးလွတ်တော်အတွင်းမှာလည်း ပါသင်းပါထိုက်တဲ့တိုင်းသားတွေမပါတဲ့အကြောင်းလူဦးရေစ조사ရလဲလူနည်းစုတိုင်းသားတွေဟာအရေးအတွက်နေပါနေတာကြောင်းလက်ရှိနိုင်သူအုံယူရွေးကောက်ပွဲစနစ်အစားပြည်အားကိုသာကျင့်သုံးမယ်ဆိုရင်လုံးဝမမျှတဘူးလို့နိုင်တလညီကဆိုပါတယ်ဒီ question ကိုကျွန်တော်တို့ပြန်ဘယ်နည်းပြန်ကြည့်လိုက်မယ်ဆိုတော့ကျွန်တော်ကဟိုကြည့်လိုက်ရင်တော့ပြောင်းစုတော့ပြောင်းစုပုံမှာဒါပေမဲ့နှစ်တော်ရကြတော့ကျွန်တော်မြင်တာက ီတော့သူပုံလို့ဘောတော့ဟိုဘောဒီတော့သူတော့ဘောကတိတ်နေတာဘောတော့နောက်နောက်နောက်ပြီးတော့ဒီပြည်တော်စုနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ဒါတိုင်းနာမျိုးတက်တာဒါကျွန်တော်တို့ဟိုဘောဟိုသင်ကြားနေတာဘောနော်အဲ့တော့ဒီပြည်နယ်ဖွဲ့စည်းပုံဘောတော့ဒီပြည်တော်စုဖွဲ့စည်းပုံဘောဆိုတော့ဒီဟိုဖရေဖရေခိုင်ရတဲ့ပုံစံမျိုးရှိတယ်ဘောနော်တချို့ကတော့ဒီပတ်ပြည်ဒေတာကိုအခြေခံပြီးတော့ဒီပြည်နယ်ဖွဲ့တယ်တချို့နိုင်ငံကတော့ကြာတော့ ဟိုဖွဲ့ပြချမ်းသာနေတဲ့ဒီမျိုးစုပေါ်မှာခြေခံပြီးတော့ဒီဖက်ဒရယ်ပြည်သူ့ကိုဖွဲ့ပြတာနော်ဒီကျွန်တော်တို့မြင်တာကတော့ဒီကျွန်တော်တို့မြောက်ပြည်မှာကြတော့ဒီကျွန်တော်တို့ရဲ့ဒီတိုင်းသားရဲ့ရဲ့ဒီဒီကြောမဲ့ဆိုတော့ဒီမျိုးစုကိုဒီမျိုးစုကိုအခြေခံပြီးတော့ပဲဒါဖက်ဒရယ်ဘာပေါ့နော်ဖက်ဒရယ်နိုင်ငံပြောင်းပြည်တယ်လို့လည်းကျွန်တော်2008ဖွဲ့စည်းပုံခြေခံဥပဒေဟာ ်ဩန္ဒရာယသာဖက်ဒရယ်လို့ပြောနေပြီမဲ့အနှစ်သာရအပြင်ဖက်ဒရယ်မဟုတ်တာကြောင့်ပြင်ဆင်ရမယ့်ဖွဲ့စည်းပုံဖြစ်ကြောင်းမွန်ပြည်သက်ပါတီကဆိုပါတယ်။နိုင်ငံကောင်းဆောင်တွေအနေနဲ့သဘောထားကြီးကြီးနဲ့မျှတတဲ့အပေးအယူတွေလုပ်တင်တယ်လို့ပြောဆိုခဲ့ပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲသဘောတူညီချက်တွေအရပြည်သူလူထုနဲ့နိုင်ငံရေးပါတီတွေတွဲဆောင်ခွင့်ရှိပြီမဲ့တကယ်တွဲဆောင်တဲ့အခါမတရားအသိနဲ့ဆက်သွယ်မှုပုံမှန်စက်ခုံမြင်းဆောင်တင့်တဲ့အရေးယူတဲ့ဥပဒေရှိနေတာကြောင့်

တို့ဘက်ကညဉ့်ညဉ့်ယူနေတာတော့တော့ဒီကျွန်တော်တို့ညဉ့်ညဉ့်ရေးဘုလူချက်မှာပြည်သူလူထုနဲ့တွေ့ဆုံမှာရှိတယ်မေးပါတင်တွေ့ဆုံမှာရှိတယ်တခြားဘက်ကဒီဆက်ဆက်မှုလုပ်လို့ရတယ်ဆိုတော့အဲ့မှာကျွန်တော်တို့သူကပြရပြီးဆိုတော့ security ဆိုတာရှိတော့လို့ကျွန်တော်ပြောတယ်ဆိုတော့ဒီကျွန်တော်တို့ကျွန်တော်တို့ကလည်းဒီဆက်ဆက်မှုပြရတယ် security နဲ့ယူဆိုတော့ဒါကလည်းပဲအတူတူဖြစ်နေတယ်